မင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါရစေ။ကျွန်မအခုပြောပြခြင်းနဲ့ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ပေါ့နော်ဘဝတူတာလေးကတော့ကျွန်မတို့တွေလေးလေတဲ့အခါမှာတခြားသူတွေထပ်ပါလို့အနံ့ဆိုးပြီးတော့အာပုံမှန်ထပ်ပို့ပြီးတော့လေးလေနေနေဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးပါမယ်။ဆိုတော့လေးလေတာကတော့ဒီကျန်းမာရေးဖြစ်စဉ်တစ်ခုပဲပေါ့နော်ပုံမှန်ကျန်းမာရေးဖြစ်စဉ်တစ်ခုပါပဲ။လေးလေတဲ့ပုံစံတွေကတယောက်နဲ့တယောက်လည်းမတူဘူးပေါ့နော်။အဲတချို့ကြတော့အာ တိတ်ပြီးတော့မလဲတာရှိရဲတချို့ကြတော့အများကြီးလဲတာရှိရဲပေါ့နော်တချို့ကြတော့လည်းဒီကိုယ့်ရဲ့အတန်အောင်ကြောင့်ပေါ့ပေါ့နော်သူများကိုအားနာပြီးတော့မလဲတဲ့သူတွေလည်းရှိရဲဆိုတော့သူများနဲ့မတူဘဲနဲ့ကိုလီလဲတဲ့အခါမှာမှအနံ့နန်းတာပေါ့နော်အနံ့ပို့ပြီးတော့ဆိုတာဘာဖြစ်လို့လဲဆိုလို့ရှိရင်အစာအိမ်နဲ့ဥလန်းချောင်းကဒီပိုက်လိုင်းလိုဖြစ်နေရဲပေါ့နော်ဆိုတော့အစာကလေးကငကိုကလေးရရင်အဲ့ဒီတဲမှာကလေရရှိပြီးသားပဲအဲ့ဒါအောင်မှအပြင်ကနေပြီးတော့လေမျိုးချမိတာပဲဖြစ်ဖြစ်ကိုစားတဲ့အစာအသောက်တွေကနေပြီးတော့အချင်းပေါက်ပြီးတော့ gas တွေထွက်လာတာကြောင့်ပဲဖြစ်ဖြစ် မတို့တွေလေးလဲကြရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဥလန်းချောင်းထဲမှာလေးတွေများလာတယ်ဆိုလို့ရှိရင်ပိုပိုသွားတဲ့လေးတွေပေါ့နော်ပိုရှန်လာတဲ့လေးတွေကိုအပေါ်ကနေလေးတက်တာပဲဖြစ်ဖြစ်အောက်ကနေလေးလဲပြီးပဲဖြစ်ဖြစ်လူခန္ဓာကိုယ်ကနေပြီးတော့ ပြန်ပြီးတော့စွန့်ထုတ်ကြရပါတယ်။အဲ့ဒါမှလေပွားတာတို့ရင်ကောင်းတောင်းတာတို့မဖြစ်မှာပေါ့နော်။ဆိုတော့လူတွေကတရက်ကိုစအိုကနေကိုတိတိမတိတိပေါ့နော်။အချိန်20လောက်လေလေတယ်လို့လေးလာတွေ့ရှိချက်တွေရသိရပါတယ်။ဆိုတော့လေလေတာကစမ်းမာရေးဖြစ်စဉ်တစ်ခု ဖြစ်လို့ကိုကအောင့်ထားစရာတော့မလိုဘူးပေါ့နော်။အခုကတော့လေလေတယ်ဆိုလို့ရှိရင်အနံ့ကပုံမှန်ထက်ဘာဖြစ်လို့သူများတွေထက်ပေါ့နော်။နံနေဆိုတာကိုပြပြပြပါမယ်။ဆိုတော့လေလေတဲ့အခါမှာသူများနဲ့မတူဘဲနဲ့ကိုအနံ့ပို့ပြီးတော့ရတာကိုစားတဲ့အစားအစာတွေတောင်ဖြစ်နိုင်တယ်လို့မျိုးပဲ။စမ်းမာရေးအချိန် နေကြောင်းလည်းဖြစ်နိုင်ပါတယ်။အစားအစာတွေထဲမှာအနံပြင်းတဲ့လေလေခြင်းကိုပဲဖြစ်စီတာကတော့ပဲပေါ့နော်။ပဲစားပြီးဆိုလို့ရှိရင်လေလေတာကိုလည်းလူတိုင်းသိကြမှာပါ။ဘာဖြစ်လို့လဲဆိုတော့တချို့ပဲဒီမှာက ဒီပေါ့နော်ပဲမျိုးစားတွေများစွာရှိရဲ့ဒါပေမဲ့တချို့ပဲတွေမှာကြတော့ခြေဖြက်ရခတ်တဲ့ကာဘိုဟိုက်ဒရိတ်နဲ့တခြားဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့ဒါတွေကအချင်းပေါက်တယ်ပေါ့နော်။ဆိုတော့အချင်းပေါက်ပြီးတဲ့တစ်ဆင့်ဥလန်းချောင်းကနေပြီးတော့လေတွေများလာပြီးတော့လေလေတဲ့အခါမှာကျဲလဲကျဲရဲ့နန်လေးနန်တာပါဖြစ်ပါတယ်။နောက်တစ်ခုကတော့ဆလဖာပါတဲ့အစားအစာတွေပါ။ဆလဖာပါတဲ့အစားအစာတွေစားပြီးတဲ့အခါမှာလေလေတဲ့အခါပေါ့နော်ကြက်ဥပုပ်လိုမျိုးအနံ့မျိုးထွက်တတ်ပါတယ်။အဲအခုကတော့ဆလဖာပါတဲ့အစားအစာတွေပြောပြပေးပါမယ်။ပန်းပွင့်စိမ်ပန်းကော်ပြီး ်ကော်ပီတော့ဦးအမျိုးမျိုးချက်သွန်အနည်းချက်သွန်ဖြူအစိအစံအသားနောက်အရက်ဘီယာဝိုင်းပေါ့နော်စတာတွေဖြစ်ပါတယ်အပေါ်ကပြောထားတဲ့အရာတွေကိုအလွန်အကျွံစားမိမှာပေါ့နော်အလွန်ကျွံစားသုံးမိရဆိုလို့ရှိရင်တော့ဆာဖာတွေတားမှုလို့လေးလေးတယ်ဆိုလို့ရှိရင်အနက်နံမှာပဲဖြစ်ပါတယ် ။နောက်ပြီးတော့အာကစားသမားတွေတောက်တဲ့ protein အမှုန်တွေပေါ့နော်။အဲဒီအမှုန်တွေမှာဆိုလို့ရှိရင်လေလေလေရင်အနံ့နံနာမျိုးဖြစ်တတ်ပါတယ်။ဆိုတော့နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေမှာနှုတ်မှာပါတဲ့ lactose ကိုပေါ့နော်မချေဖြတ်နိုင်အောင်ဆိုလို့ရှိရင်လေဥလန်းချောင်းကိုဝင်ပြီးစီပြီးတော့အနံ့ပြင်းနဲ့လေလေတာမျိုးတွေဖြစ်စီပါတယ်။နောက် gas ပါတဲ့အချိုရည်ပေါ့နော်။ကိုက gas ပါတဲ့အချိုရည်တွေတောက်မိရဲဆိုလို့ရှိရင်ဥထဲမှာ gas တွေများလာမှာပါ။ဆိုတော့တကြားတက်တွေကလည်းဒီအချိုရည်ထဲမှာအများကြီးပါတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ဥလန်းချောင်းကဒီ အချို့ရည်ဒီတရားဓာတ်တွေကိုကုံအောင်ပေါ့နော်မဆုပ်ယူနိုင်တဲ့အခါမှာကျန်နေတဲ့အခါမှာခြင်ဆူဆူအနံ့ထွက်လာတတ်ပါတယ်ကျမ၏အခြေအနေရပြောရမယ်ဆိုလို့ရှိရင်တော့ကုလန်းချောင်းကဒီဗက်တီးရီးယားတွေနဲ့လူတိုင်းရဲ့ကုလန်းချောင်းမှာပေါ့နော်ဒီဗက်တီးရီးယားတွေရှိရဲ့ရှိပြီးတော့တယောက်နဲ့တယောက်ဒီဗက်တီးရီးယားရှိတာက အနည်းနဲ့အများကွာခြားနိုင်ပါတယ် တချို့သူတွေမှာတော့တဘာဝအရာသူတို့ရဲ့ဗတ်ဒီရာဟိုကအနံ့ပြင်းတဲ့ gas တွေထုတ်လို့နန်တာပေါ့နော်အဲနောက်တစ်ခုကတော့ဆေးဝါးတွေပါ အထူးသဖြင့်ကိုကပိုးသက်ဆေးတွေတောက်နေရတဲ့အခါမျိုးမှာဥလန်းချောင်းကဗတ်ဒီရာတွေအဲခြေဖြတ်နိုင်မှုပေါ့နော် ြက်သွားတယ်ဆိုတော့မကောင်းတဲ့ဗက်တီးရီးယားတွေများလာတတ်တယ်အဲ့ဒါကြောင့်မလို့လေးလေလို့ရှိရင်အနက်နန္တာဖြစ်တတ်ပါတယ်နောက်တစ်ခုကတော့ဝမ်းချုပ်တာပေါ့နော်ဒါကတော့လူတိုင်းလည်းသိကြမှာပါဒီကိုယ့်ရဲ့ဝမ်းကမသွားဘဲနဲ့ဒီပေါ့နော်ကိုယ့်ခန္ဓာကိုယ်ထဲမှာပဲတင်းထားတာကြတဲ့အခါမှာဝမ်းလည်းနံနေလေးလေလည်းနံနေနောက်တစ်ခုကတော့ကတွင်အနက်လည်းနံလာမှာပဲဖြစ်ပါတယ်နောက်ယာတိလာကန်နီးပေါ့နော်အမျိုးသမီးရဲ့ယာတိလာကန်နီးမှာဟော်မုန်းအပြောင်းအလဲကြောင့်မလို့ပုံမှန်ထက်ပိုပြီးတော့လေပွားတတ်ပါတယ်ဆိုတော့ဗက်တီးရီးယားအပြောင်းအလဲတွေလည်းဖြစ်တတ်တယ်ပေါ့နော် ပြီးတော့လေးလေဆိုလို့ရှိရင်လည်းတစ်ခါတလေကြားလို့ရှိရင်အနက်ပူပြင်းတတ်ပါတယ်။နောက်လေးလေရင်အနက်နန္တာဘလို့အခါမျိုးမှာစိုးရင်ဘူးလို့တလဲပေါ့နော်။ပုံမှန်အားဖြင့်တော့စိုးရင်ကြမရှိပါဘူး။ဒါပေမဲ့ဝမ်းသွားတဲ့အခါမှာပုံစံပြောင်းလာတာပေါ့နော်။ဥပမာဝမ်းချုပ်လိုက်ဝမ်းသွားလိုက်ဖြစ်နေတတ်တာ။နောက်တစ်ခုကဘိုက်အောင်တာ။နောက်ပိန်လာတာပေါ့နော်။ကိုကကိုကဘာမှလည်းအဲဘလို့ပြောမလဲဒါရက်တွေဘာတွေမလုပ်ဖ ೇನೆ ပိန်လာတာမျိုးဆိုလို့ရှိရင် နောက်တစ်ခုကလေလေတဲ့အခါမှာအနံ့ဆိုးလာတာဆိုလို့ရှိရင်ဝမ်အနံ့ပါလာတာပေါ့နော်1နဲ့မှာ C တို့သွေးတို့ပါလာတာပေါ့နော်အဲ C C ပြောတာနော် C တို့သွေးတို့ပါလာတာမျိုးရှိတယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့ပြသပြီးတော့တည်တည်ချာချာယောဂါရှာဖွေကုသဖို့လိုပါတယ်။နောက်လေလေတဲ့အခါမှာအနံ့မဆိုးအောင်ပါလို့တင်လဲပေါ့နော်အပေါ်မှာပြောထားတဲ့အစားအစာတွေစားမိရယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ဆန်းစစ်ကြည့်ပေါ့နော်အများကြီးမစားနဲ့အဲလူလာထက်ပို့ပြီးတော့မစားနဲ့နောက်တစ်ခုကအဲဒီအစားအစာတွေကိုအပေါ်မှာပြောထားတဲ့အစားအစာတွေ ူလျှော့ပြီးတော့စာကိုကစေဝါးတွေတောင်းနေရတယ်ဆိုလို့ရှိရင်လည်းစေးရက်လိုက်တဲ့အခါမှာပြန်တက်တာလာနိုင်တဲ့အတွက်ကြောင့်မို့လို့စိုးရင်ကြတော့မရှိဘူးဒါမှမဟုတ်လို့ရှိရင် တကယ်လို့ကိုကဒီဟာကိုဘောနော်မကြိုက်ဘူးဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြပြီးတော့ဒီစေးကို ပြောင်းကြည့်လို့ရတယ်ကိုဆရာဝန်ရောတေချာမေးပေါ့နော်နောက်အစားစားပြီးရဆိုလို့ရှိရင်ခဏနားပြီးတော့10မိနစ်15မိနစ်လောက်လမ်းဖြည်းဖြည်းလေးလျှောက်ပြီးနောက်ပြီးတော့ အစာစားတဲ့အခါမှာဖြည်းဖြည်းချင်းဝါပြီးတော့ကြည်ညက်အောင်စားပါ။နောက်ရေများများတောက်ပေးပါ။ပုံမှန်ရေယူပြောတာပါ။ရေခဲရေယူပြောတာမဟုတ်ပါဘူး။နောက်ဥလန်းချောင်းကနေပြီးတော့ဖက်တီးရီးယားတွေညှတာအောင်ပရိုဘိုင်ယိုတစ်တောက်တာမျိုးပေါ့နော်။ဒါမှမဟုတ်လို့ရှိရင်ဒိန်ချင်းတောက်တာမျိုးတောက်ကြည့်လို့ရပါတယ်။အကြံပြုပေးချင်တာကတော့လေးလေးလေးဆိုလို့ရှိရင်အနက်နန္နာကကိုစားတဲ့အစာအတောင်ချောင်းဖြစ်နိုင်တယ်လို့မျိုးပဲ။ကျန်းမာရေးပြဿနာတစ်ခုခုချောင်းလည်းဖြစ်နိုင်ပါတယ်။အချောင်းရင်တိတိကျကျမရှိဘဲနဲ့ကို့ဥလန်းချောင်းဖက်တီးရီးယားတွေချောင်းလည်းဖြစ်တတ်ပါတယ်။ဆိုတော့လေးလေးရနဲ့ပတ်သက်ပြီးရောစိုးရင်ကြရရှိရဲ့ပေါ့ ါ့နော်ကိုကစိုးရိမ်နေဆိုလို့ရှိရင်နော်ဆရာဝန်နဲ့တင်းတင်းကြပ်ပြသကြည့်တာအကောင်းဆုံးပါပဲအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘဝတူတာရမယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးပဲဆက်ဆိုင်ရအစီအမင်းချုံးမွေးစင်ဖို့ကိုလည်းဆုတောင်းပေးပါတယ်အားလုံးပဲနေကောင်းချမ်းသာကြပါစေရှင်